နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ဒူဘာလာ၁၂ရက်တနင်္ဂနွေနေ့ 35ခုမြောက်သောဆာလံ။အိုသာရဖျားဒေတော်နိုင်အဘေသူဒီတေးရပါမီနီ။တန့်ရှင်သောတောင်တော်ပေါ်မှာအဘေသူဒီနေရပါမီနီဟုမူကားဖြောင့်မတ်သောအခြင်းတရားသောအမှုကိုပြုကျင့်၍သစ္စာစကားကိုစိတ်နှလုံးပါလျက်ပြောထသောသူတစ်ပါး၏အတရေကိုပြည့်စေခြင်းက ပြောဆိုခြင်းကိုယ်နှင့်ဆက်ဆိုင်သောသူ၏အကျိုးကိုပြမခြင်းကိုနှင့်ဆက်ဆိုင်သောသူကိုလည်းကဲ့ရဲ့ခြင်းကိုရှောင်ထသော ဇိုးရုပ်တော်သူကိုအယုတ်ဟူ၍ထင်မှတ်လျက်ထာရဖျားအားကြောက်ရွံ့တော်သူကိုယုတိထသော ကိုအကျိုးပြည့်ရတော်လေကိုချင်းဆိုသောတစ္ဆာကတိကိုမဖြတ်ကိုငွေကို ချေး၍အတိုးမယူအပြစ်မရှိတော်သူဤတဖက်မှာတစိုးကိုမခံဘဲကျင့်တော်သူသည်လှောက်ရှားခြင်းနှင့်အစဉ်အမြဲကင်းလွတ်လေသည်တည်း ထာဝရဖျားကိုတော်ဤတဲတော်၌ဤသူနေထိုင်ရပါမည်မီကိုတော်ဤတန့်ရှင်းသောတောင်တော်ပေါ်၌ဤသူနေထိုင်ရပါမည်မီ35ခုမြောက်သောစာလံအပိုက်1စံမီသမကျမ်းစာဖျားသခင်နှင့်အကျွမ်းဝင်သောဆက်ဆံရေး Ray Pritchard ၏ Man of Honor စာအုပ်တွင်သူသည်သင်္ချိုင်းတစ်ခုကိုဖျက်လျှောက်ရင်းတွေ့ခဲ့သည့် လူတူဤအုတ်ကူမှစကလုံးများစွာဖြင့်ရေထိုးသည့်ဂုံပြုစာသားအကြောင်းကိုပြောပြပြီးထို့နောက်၎င်းနှင့်ကပ်ရက်ထိုသူဤသားဖြစ်သူအုတ်ကူ၌အမြင်အာယုံကိုဖန်းစားသည့်တန်တရားမရှိလောက်အောင်ယူသားသူဟူသောစာသားကို ဖော်ပြထားသည်ပရိချက်ကဘဝတစ်ခုလုံးကိုလူတူရှင်းစကလုံးဖြင့်အနှစ်ချုပ်ထားသည်အသက်60ကျော်ဖြတ်သန်းခဲ့သောဘဝကိုဤစကားမျှနှင့်ဖော်ပြထားသည် ထိုစကလုံးများကပြောသော အမှန်တရားပေဟုရေးသားခဲ့သည်။ဆာလံ35အပိုက်1တွင်"အိုသာဝရဖျားကိုတော်ဤတဲတော်၌မြည်သူနေထိုင်ရပါမည်နီ။ကိုတော်ဤတန့်ရှင်းသော တောင်တော်ပေါ်၌မြည်သူနေထိုင်ရပါမည်နီ"ဟု မေးထားသည့်မိကွန်းကိုတွေ့ရသည်။အဖြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လန်းသောသူ ဖြောင့်မတ်စွာပြုကျင့်သောသူ မိမိစိတ်နှလုံးမှတစ္ဆာစကားကို ပြောဆိုသောသူဟူသည့်အဖြစ်တွင်ဖြောင်းမတ်တည်ကြည်ခြင်းသဘောပါဝင်ပြီးအပြစ်တင်စရာမရှိဟူသည့်စကားလုံးဖြင့်ချုပ်ထားသည်အခန်းငယ်၁နှစ်နှင့်မေခွန်းနှင့်အဖြစ်ကိုပေါင်းဆက်သော၎င်းသည်ဖျားသခင်နှင့်မိသားယာဖွဲ့ဆက်ဆံရေးကိုရည်ညွှန်းနေပြီးကြံသည့်အခန်းငယ်များမှာဖျားသခင်ကိုဘုံပေးချီးမြှောက်သောအသက်တာသည်မြည်သို့မြည်ပုံရှိသည်ကိုအပြုသဘောနှင့် အပြည့်သဘောဆောင်သောစကားများဖြင့် အချင်းချုပ်ဖော်ပြထားသည်ဖြောင့်မတ်တည်ကြည်သောအသက်တာ၌ဖျားသခင်နှင့်အကျွမ်းဝင်သောဆက်ဆံရေးရှိခြင်းကို တွေ့ရသည် အထူးသဖြင့်တန်ရှင်သောဝိညာဉ်တော်၏ကူမမှုဖြင့်အခြားသူများအားကျွန်ုပ်တို့၏ဆက်ဆံပုံကဖျားနှင့်အကျွမ်းဝင်မှုကိုပြသည်ခမည်းတော်နှင့်ပြည့်ပြည့်စုံသောဆက်ဆံရေးရှိသူသခင်ယေရှုကို ကျွန်ုပ်တို့ယုံကြည်ပြီးသခင်နောက်တော်လိုက်သည်တွင် ်ထို့သောဘုရားသခင်နှင့်အကျွမ်းဝင်မှုရှိရေးသည် ကျွန်ုပ်တို့အသက်တာ၌ခံယူကျင့်သုံးရမည်သဘောထားဖြစ်ပေသည်သက်တာတွင်ဖျားသခင်နှင့်ယင်းဤကြောင်းကိုညီသည့်အရာက ပြသနေသည်။ သခင်ယေရှုနှင့်ပို၍ယဉ်သည်သောဆက်ဆံရေးရှိစေရန်မြည်သည့်ဝိညာဉ်ရေးရာအလေးအကျင့်များကို လက်ခံကျင့်သုံးရန်လိုအပ်သည်။ခမည်းတော်ဖျားကိုတော်ကိုစိတ်နှလုံးအကျွမ်းမဲ့ချစ်တတ်စေရန်နှင့်၎င်းကိုကျွန်ုပ်၏အသက်တာတွင်ဖြောင့်မတ်စွာပြသနိုင်ရန်ကျွန်ုပ်အားယေရှုပြု၍ခွန်အားပေးတော်မူပါ။သခင်ယေရှုနာမကို အမိပြု၍တောင်းလျှောက်ပါသည်။ အာမင်နေစဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။